ပဲခူးမြို့မှာပျောက်ဆုံးနေတဲ့ကျောင်းသားတအုပ်ကိုလက်ပြန်ကျိုးတုပ်ပြီးသေဆုံးနေတာကို တွေ့ရှိခဲ့ပြီးကျွလွန်ခဲ့သူနှုတ်ကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့ပဲခူးမြို့အခြေစိုက်သူပနာမှုလူမှုကွန်ရီးအသင်းကတောင်ရင်ရှိသူတအုပ်ကပြောပါရယ် အသက်73နှစ်အရွယ်မောင်တက်နိုင်မင်းဟာမေ20ရက်ညနေ9နာရီခွဲခန့်ကပျောက်ဆုံးခဲ့တာဖြစ်ပြီးမေ23ရက်မနက်9နာရီမှာ၎င်းကိုလက်ပြန်ကျူးတုပ်ပြီးဦးခေါင်းကိုအိမ်နဲ့ဆွလျက်တေဆုံးနေတာကိုပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ခလေးကို23ရက်မနက်9နာရီလောက်မှာမစင်းစင်ခြုံတော်ရဲကနေပြန်တွေ့တယ်။လက်ကိုနောက်ပြန်ကျူးတုပ်ထားတယ်။ပြီးတော့ခေါင်းမှာအိတ်ဆွတ်ထားတယ်။ကျန်တဲ့ပြင်ပဒဏ်ရာတော့မတွေ့ရဘူးအသက်ရှူကျက်ပြီးသေဆုံးလာလို့စေးစားအရာသိရတယ်လို့ဘကိုးမျိုးအခြေဆိုင် သူ့ဘနာမှုလူမှုကွန်ရက်အတင်းကတာဝန်ရှိသူတို့ကပြောပါရယ်အစိုးရကလေးငယ်ကိုဖမ်းဆီးကတပ်ဖြတ်ခဲ့တဲ့တရားခဏ၂ဦးကိုလည်းမေ24ရက်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်တရားခဏက၂ယောက်အသက်ကြီးပိုင်းတွေလို့သူ့ဘနာမှုလူမှုကွန်ရက်အတင်းကတာဝန်ရှိသူတို့ကဆက်လက်ပြောပါရယ် မေလ22ရက်ညနေ9:00နာရီခန့်ကပဲခူးမြို့မစင်းရက်ကွက်မဟာစီရီ3လမ်းနေမောင်တက်နိုင်မင်းဟာနေရင်ရှိမှာတငယ်ချင်းတွေနဲ့ဘောလုံးကန်နေစဉ်ခြေရင်းနေအိမ်က32နှစ်အရွယ်နိုင်အောင်ဖြိုးဆိုသူကမဟာစီရီဘောလုံးကွင်းမှာဘောလုံးတစ်လုံးတွေးခဲ့ပြီးသွားကောက်မယ်လို့ဆိုကဆိုင်ငယ်နဲ့ခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရကြောင်းမောင်တက်နိုင်မင်းရဲ့မိသားစုဝင်နဲ့နေဆက်သူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီး နိုင်ဝက်လောက်ကြတော့နိုင်အောင်ဖြိုးကဆိုင်ငယ်နဲ့ပြန်လာတော့မောက်တက်နိုင်မင်းကပါမလာဘူးအဲ့ဒါနဲ့မောက်တက်နိုင်မင်းရဲ့မိဘတွေကမေးတော့နိုင်အောင်ဖြိုးကသူ့အလုပ်ကိစ္စနဲ့မြို့တက်ဘက်သွားစီရရှိလို့မောက်တက်နိုင်မင်းကိုမဟာစီရီလမ်းထိပ်မှာချပေးခဲ့တယ်လို့ပြောတယ်မောက်တက်နိုင်မင်းကမဟာစီရီဘလုံးကွင်းဘက်ကိုလမ်းလျှောက်သွားတယ်လို့ပြောပြီးသူ့အိမ်ကိုပြန်သွားတယ်အဲ့နောက်ပိုင်းကလေးကပျောက်နေတယ်လို့ပြောပါတယ်အဲ့ဒီညနေဘက်မှာမောက်တက်နိုင်မင်းရဲ့မိဘတွေထံဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာပြီး မောက်တန်နိုင်မင်းကိုပြန်လိုခြင်းမှာကည7:00နာရီတိတိမှာမဟာစီဒီအရှိဘတ်မုတ်အနီးမှာရှိတဲ့ဘောလုံးကင်ကိုငွေကျပ်9သိန်းနဲ့အတူလာခဲ့ဖို့နဲ့ရဲတပ်ဖွဲ့ထံအကြောင်းကြားပါကမောက်တန်နိုင်မင်းရဲ့အသက်ကိုအမမခံဘူးလို့ပြောဆိုလာတဲ့အတွက်ရဲတပ်ဖွဲ့ထံအကြောင်းမကြားဘဲမိဘတွေကချင်းဆိုတဲ့နေရာကိုတွားရောက်ခဲ့ပေမဲ့ဘသူကမှမတွေ့ခဲ့ရကြောင်းနဲ့မောက်တန်နိုင်မင်းရဲ့ရုပ်အလောင်းကိုမေ23ရက်မှာမဇင်းစင်အနီးမှာရှိတဲ့ရှိုးတစ်ခုအတွင်းမှာတွေ့ရှိခဲ့ရတာဖြစ်တယ်လို့၎င်းကဆက်လက်ပြောပါတယ်